အားလုံးမင်္ဂလာပါအဲကျွန်တော်တို့ဒီနေ့ဟိုပါနောက်ထပ်ပေါ့နော်မိတ်ဆက်ပေးချင်တာကတော့ကျွန်တော်တို့ဖြာပုံဒါရက်ကိုစစ်ဖြစ်ပါတယ်အဖြာပုံရက်ကိုစစ်ဆိုတာနဲ့ကျွန်တော်တို့ဟိုတရှုပ်ပါတွေကိုသွားမြင်လဲဆိုတော့ယတနာတိုးဆန်တွေလိုမျိုးဟိုပုံစံသွားမြင်ပါလိမ့်မယ်နော်အဲဒီဆန်ကတော့ကျွန်တော်တို့ဒီရက်ကိုစစ်ဆန်ဖြစ်ပါတယ်ဖြာပုံတွေထွက်ပေါ့နော်အဲဒီဟိုပါပိုလရှာပြောမယ်ဆိုရင်ဒါပါပိုလစ် အဲကျွန်တော်တို့1 pole ရှိတယ်2 pole ရှိတယ်ပေါ့နော်ဒါကတော့2 pole 2 pole ဆိုတာကအာဒါ polisher ရှော့ရှော့လေးလေးသိတယ်မလားအာအဲ့ဒါကျွန်တော်တို့နဆတော့နော်2 pole ဖြစ်ပါတယ်အဲကြိုက်တလောက်အထားခံတယ်နော်ကြိုက်တလောက်အထားခံတယ်အဲ့ဒါလေး ਨੇ ကျွန်တော်မိတ်ဆက်ပေးပါမယ်ဒီမှာပါကျွန်တော်တို့အဲဒီမှာပါအခုပဲပူပူလောလောရောက်တာပေါ့နော်ဒီမှာပါကျွန်တော်ဒီမှာအာထိုးတာထိုးနေတာပေါ့ဆန်ထိုးနေတာပါအဲဒီမှာပါအဲသူက ပိုလရှာအယန်းအယန်းကိုလာတယ်နော်အယန်းအယန်းကိုလာတယ်သူကသူက1ပိုလည်းရှိမယ်2ပိုလည်းရှိမယ်ပေါ့ဒါတော့ double ပိုလေးဆိုတော့နှစ်ထပ်နော်နာနှစ်ဆင့်ပေါ့နော်2ပိုလေးလို့ခေါ်တာပေါ့ပြောမယ်ဆိုရင်ဟုတ်ကဲ့ဒါ2ပိုလေးဖြစ်ပါတယ်အဲဒီကောင်ကစိုက်တလောက်ထားလို့ရတယ်နော်ဆန်သားလည်းအယန်းလာတယ်ခမင်းလေဒါပြောเสียမလို့ဘူးဖြာပုံတို့မြောင်းများတို့ဆိုတာကတကယ့်နာမည်ကြီးမျိုးတွေဖြစ်တဲ့ ဆံမှာကောင်းတဲ့နာမည်ကြီးမျိုးတွေဖြစ်တယ်အဲ့အတွက်နဲ့ဒါချစ်ကိုချစ်မတဲ့သိထွေထွေတုတုကျွန်တော်မိတ်ဆက်စရာလေးလို့မင်မထင်ပါဘူးเนาะဒီဆံလေးကိုမြင်လိုက်တာနဲ့အဲတချို့လူတွေသိပါတယ်เนาะအထမဲကောင်းမဲ့နေထားလားမကောင်းမဲ့နေထားလားเนาะဒါတော်တော်ကိုအထားခံပါတယ်เนาะရှော့ရှော့လေးပဲဖန်ဖန်ဖန်သားလေးကြနေတာပဲเนาะဖန်သားလေးကြနေတာပဲဒီမှာဒီမှာပါเนาะအာဒါလေးနဲ့ကျွန်တော်မိတ်ဆက်ပေးပါတယ်အဲကျွန်တော်တို့ဟိုဆံလေး ကောင်းတော့ဆန်လေးကောင်းတယ်ဒါပေမဲ့ဈေးတန်းလေးမဆိုးဘူးပေါ့နော်ဈေးတန်းလေးကိုကျွန်တော်တို့ဖုန်းဆက်လို့တော့၎င်း messenger မှာတော့၎င်းမေးမြန်းပေးပါဒါလေးတော့အားလုံးတောင်းပန်ပါတယ်ဒါလေးတခုတော့ချစ်ကိုချင်ပါတယ်ကျွန်တော်တို့ကိုနားလေခွင့်လက်ပေးစေချင်ပါတယ်နော်အားလုံးချစ်ကိုချင်ပါတယ်အယောင်းဝေကောင်းကြပါစေဟောနော်ဟုတ်ပြီဒါလေးကို message ရှင်လို့ကျွန်တော်တက်လာချင်းဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့အဲ့ဒီဆန်လေးက ပေါ်ပါပေါ့ဓာတ်ပတ်ပိုလေးဖြစ်တဲ့အတွက်เนาะချစ်ကိုချင်းမတွေရောရဲ့ဆန်ဆိုင်တွေမှာတော့လကောအိမ်မှာတော့လကောနောက်ထပ်ကျွန်တော်တို့ဒီဆန်တွေကအာတခြားပေါ်ဆန်တွေနဲ့ရောစားပြီးတော့အာရောပြီးတော့စားလို့ရတယ်เนาะအပေါ်ဆန်ကတပူဒီဆန်ကတပူเนาะနှုတ်စီဘူးတပူတပူစီရောပြီးတော့စားလို့ရတယ်ရွှေပုံနဲ့လည်းပေါက်ဆက်လိုက်ရင် okay ပဲเนาะ အဲရွှေဘုံနဲ့ပေါက်ဆက်ရင်လည်းအရန်ကောင်းတဲ့ဆန်တစ်မျိုးဖြစ်ပါတယ်အဲအကျန်းအဒီကောအကျန်းပေါ့နော်အဲအချောနဲ့အချောဆိုတာကပေါ်ဆမ်းမွေးလိုမျိုးအဲကြားပြင်လိုမျိုးနော်ကျွန်တော်တို့ရွှေဘုံလိုမျိုးအဲ့ဒီလိုမျိုးဆန်တွေနဲ့ရောစားပြီးတော့ဒီဥစ္စာလေးနဲ့တပူးတပူးစီပေါ့နော် ရောစားပြီးတော့အာရှက်လိုက်ပြီဆိုရင် ကျွန်တော်တို့ကုန်ကြဆဲရိုက်လေးတဝန်းနီးပါးတက်တာတယ်เนาะအဲစားရတာလေခုနပြောသလိုပေါ့အဆင်ပြေတယ်เนาะ စားချစ်ပါတကယ်လို့ဒီဥစ္စာလေးမစားဘူးတဲ့လူတွေဆိုရင်လည်းဒါလေးနဲ့အမ်ဒါပေါ်ဆမ်ဝင်းနဲ့တော့လောက်ရွှေဘုံနဲ့တော့လောက်ရောစားချစ်เนาะဒါကတော့စားသုံးလူတွေကိုတစ်ချက်အကြံပေးတာပါเนาะအဲတချို့စားတဲ့လူတွေကတော့သိပါတယ်အဲသူတို့လေးတွေကတဝက်တဝက်စီရောပြီးတော့စားတဲ့လူရှိသလိုအဲပေါ်ဆမ်းမွေးကနပုဒီကောတပုဒီလိုမျိုးရောစားတဲ့လူလည်းရှိတယ်เนาะဒီဥစ္စာတက်တက်စားတဲ့လူလည်းစားတယ်ဘာဖြစ်လို့ဒီအကောင်တွေအကျန်းဟူသမားကယ်လိုရီတက်နေတယ်เนาะအကျန်းဟူသမားသူကဘာလဲဆိုတော့တန်တော်တို့ကစီးတဲ့မပါဘူး အစီအနစ်တွေတိတ်မပါဘူးအကျန်းတွေမှာเนาะအဲ့ဒီတန်းနဲ့များသောအားဖြင့်စိချိုတိချိုသမားတွေဒီအကျန်းတွေကိုစားတာများတယ်เนาะဒါဒါကကိုကိုဒါတခုတည်းလေးစားလို့ရပါတယ်စားသုံးသူတွေအတွက်ဆိုရင်လည်းဒါပြောမယ်ဆိုရင် တခုချင်းလေးစားလို့အဆင်ပြေတယ်ဆန်ဖြစ်ပါတယ်เนาะရောစားလို့လေအဆင်ပြေတယ်ဆန်ဖြစ်ပါတယ်ဘာကျဲလေးသက်တာတာပေါ့เนาะအဲ့ဒီတန်းနဲ့ချစ်ကိုချစ်မတွေကိုဒါညံပေးတာဖြစ်ပါတယ်เนาะဒါပြောမယ်ဆိုရင်ဆန် အကောင့်ထဲကအကောင့်တကအကောင့်ထဲကအာဒါအကောင့်စားဆန်တမျိုးဖြစ်ပါတယ်เนาะအဖျားပုံတို့မြောင်းများတို့ဆိုတာတော့တော်တော်အကောင့်တဲ့နေတွေဖြစ်ပါတယ်အဲ့ဒီနေက Threaded Sunday တိတော်တော်ညံတဲ့ဆန်မရှိပါဘူးเนาะအဲသူကเนาะဈေးတန်းတွေလေးကောင်းတယ်နော်အဲ့ဒီတော့ဒီဆန်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ဟိုရောင်းလာတဲ့ဟာတွေဆိုရင်ဒါလေးကကောင်းတယ်ဆိုကောင်းတယ်ဒါလေးကညံ့တယ်ဆိုညံ့တယ်နော်ဒါလေးကအသင်းတင်ဖြစ်တယ်ဆိုဖြစ်တယ်နော်ဒါအဓိကကိုက ရောင်းအမဲဟာကို အဲဦးစားပေးပြီးတော့မလုပ်ဘူးเนาะကျွန်တော်တို့ကအမှန်တိုင်းကိုဒါအာရောင်းကိုကရောင်းအမင်းဟာရောင်းအပြီးရောဆိုပြီးတော့လုံလိုက်လို့သူဝေသွားဟာပြီးမှ complaint တက်လိုက်ပါလို့မှာဟုတ်တယ်မလားဒါမကောင်းဘူးလေเนาะအဲ့တော့ねဒါအကျိုးဒါဒါခုနပြောတဲ့ပုံရောင်းကလေးကနေစပြီးတော့ကျွန်တော်တို့ကအမှန်အမှန်တိုင်းပြောပြဒါဆိုရင်ပြီးတော့ပြီသူဝေတဲ့ကလေးကဒီအကြောင်းအရာလေးကိုတည်ထားပြီဆိုရင်ဒါရှင်းနေပြီကိစ္စက ဟုတ်တယ်နော်အဲ့ဒီတော့နဲ့ဒါဒီဆန်ဒီဒီဆန်ဒီဒါကောင်းတဲ့ဆန်တစ်မျိုးဖြစ်ပါတယ်ဆန်ချမ်းထင်းမှာဆိုရင်ပေါ့နော်ဒါကောင်းတဲ့ဆန်တစ်မျိုးဖြစ်တယ်ဘာဘာနေထွက်လဲဆိုတော့ဖြာပုံနေထွက်ဖြစ်ပါတယ်နော်အဲကျေးဇူးတင်ပါတယ်ကျွန်တော်ပြလိုက်ခြင်းအပြင်ဒီဆန်တွေကိုရောင်းဖူးတဲ့လူတွေရောစောင်းဖူးတဲ့လူတွေရောကောင်းကောင်းလေးနားလေပါလိမ့်မယ်နော်အဲအားလုံးကျေးဇူးတင်ပါတယ်ချစ်ကိုချစ်မတွေနေ့တက်မှာကြော်ရှင်သောနေ့ရက်တွေကိုဖျက်ကြော်နိုင်ပါစေကက်ချီသုံးပါးမှကြော်လွန်နိုင်ပါစေရန်သူမျိုးငါးပါးမှလွယ်မြောက်နိုင်ပါစေเนาะအဲချစ်ကိုချစ်မတွေရေပင်း မင်းဘေးငလင်ဘေးနော်တဘာဝဘေးအန်ဒရီအမျိုးမျိုးသောတဘာဝဘေးအန်ဒရီအပေါင်းပါလဲနော်ကင်းဝင်းနိုင်ပါစေလွယ်မြောက်နိုင်ပါစေလို့ဆုမံကောင်းတောင်းရင်နော်ကျွန်တော်တို့ရဲ့ချစ်ကိုချင်းမနဲ့နေသက်မှာပျော်ရှင်သွားနေသက်ပိုက်ဆိုင်နိုင်ပါစေလို့နော် Okay ပါ good luck ပါကျွန်တော်ကြိုက်တယ်ဆိုရင်တော့ချစ်ကိုချင်းမတွေကျွန်တော်ပြောသလိုပေါ့နော်ဇေတန်လေးကအာဒါမဖြောဖော်မပြတာတော့ကျွန်တော်ကိုနားလေခွင့်လက်ပေးပါ နော်အဲချစ်ကိုချစ်မတွေကြိုက်တယ်ဆိုရင်တော့ဒါဖုန်းဆက်ပေးပါ messenger မှာတော့ကျွန်တော်တို့မေးမြန်းပေးပါနော်ဒါလေးတစ်ခုတော့နားလေးပေးပါလို့နော်ကျေးဇူးတင်ပါတယ်